အမနာမေကမတနာပေါ့နော်အသက်42နှစ်ရှိပါပြီအဲ့ဒီနေ့က6ရက်နေ့ပေါ့နော်အခုအခုဒီ6လပိုင်း7လပိုင်း6ရက်နေ့ဖြစ်တယ်ပြီးတော့ည7နိုင်ခွဲ9နိုင်ဝင်းကျင်လောက်ပေါ့အဲ့ဒီအချိန်မှာသူတို့စပြီးစကားများတာပေါ့နော်အမကဆိုင်ကအက်ဆီဒန့်ဖြစ်သွားတာပေါ့ဆိုင်ကအက်ဆီဒန့်ဆိုလဲဒါကကိုကူကူနဲ့ဒီလိုပဲမောက်သွားတာမောက်သွားတော့လက်ကကျိုးသွားတယ် အဲ့လိုကြိုးသွားတဲ့အချိန်မှာတကယ်ချင်းကသူတို့စီမှာပဲလာနေပေါ့နောက်သူတို့စိတ်မှာတွဲမိထားတဲ့အလုပ်တမနှစ်ယောက်ကလည်းကျမအနေနဲ့ အဲအလောက်သွင်းပေးထားတဲ့ကလေးတွေဖြစ်တယ်ဗောနော်အဲဆိုတော့အာတငယ်ချင်းနေဒီမှာပဲနေအဲဒီမှာလည်းနေကလေးတွေရှိတာပဲပြီးရင်ငါတို့ကတမျိုးထဲသားတွေဖြစ်တယ်အာနာစရာမလို့အဲဘာပဲဖြစ်ဖြစ်နေကိုညီထားတဲ့ဟာလည်းအများရှိတယ်အဲ့တော့အခုချိန်မှာဂိမ်းကြုံမိချင်းကမိတ်ပဲဗောနေဒီမှာလာနေပေါ့မနေချင်ဘူးလို့နေရစီပွားလောက်တာငါလက်ကြိုးမနေဆိုင်လာနေတယ်ဆိုလို့ရှိရင်လို့ငါကငါတိုင်ငယ်တယ်လို့အဲကြောင့်မနေဘူးလို့ထက်ခါထက်ခါညင်းတယ်သုံးလေးခါငါခါမကအောင်ညင်းခဲတယ်အဲ့အချိန်မှာအဲ့ဒီနေပြီးတော့စစ်ထောက်ချုပ်ဘူဒူဝင်ဆိုတဲ့လူကလည်းပြောတယ်အာ မမအငယ်ဆရာမလိုဘူးငါတို့ကမောင်နှမတွေပဲနင်ဒီမှာလာနေလို့ရတယ်ညင်တို့တငယ်ချင်းတွေအတူအိတ်ရှင်လဲအိတ်ဘာမှမဖြစ်ဘူးအဲဒီမှာပဲလာနေနင်တယောက်ထဲဆိုလို့ရှိရင်ငါတို့တွေလည်းစိတ်မချဘူးပေါ့ငါတို့ကလည်းအနေတိုင်းလာမကြည့်နိုင်ဘူးအဲနင်စာရေးတောက်ရေးအတွက်ပေါ့စာရေးတောက်ရေးမပူနဲ့ဘာမှဖြစ်ထမင်းဆိုင်မှာစားမယ်လို့ဆိုတော့အဲတစ်ချက်စဉ်းစားတာစောနာလိုမျိုးပေါ့နော်အမအဝတ်စားလဲမဲ့တစ်ချိန်ပြီးရင်အရင်နဲ့အကြောင်းနဲ့အမပြေးမယ်ဆိုဒီလက်ရကျိုးနေတာဆိုတော့လက်နဲ့ကြီးများကြာခဲ့ရင်အဲ့လိုအတွေးတွေရှိတယ်ပေါ့နော်အဲ့ဆိုတော့အမက အဲဒီလိုမျိုးသူတို့လင်မယားနှစ်ယောက်လုံးကလည်း၃လင်းကားခါမကောက်ဘူးခေါ်တဲ့အတွက်အမကသွားနေလိုက်မိတယ်ပေါ့ဒါအမသွားနေလိုက်မိတဲ့အတွက်အမမာသွားတယ်ပေါ့ဘာဖြစ်လို့ဆိုတောက်လျှောက်ကြီးကိုအိမ်နဲ့ကိုပဲရက်တည်ခဲ့တဲ့ดูเลยเนาะสรุปคลีเนี่ยแหละไม่ရှိอูပြီးတော့อ๋องาตะเงินชินဖြစ်တယ်ပြီးရင်သူ့ရဲ့အမျိုးသားကိုရင်းကလည်းជីជីဖြူဖြူရဲရဲရောရောခေါ်တဲ့အတွက်အငါသွားနေလိုက်ပါမယ်ဆိုပြီးတော့အမနေဖြစ်သွားတာပေါ့အဲတะเงินချင်းတော်လန်ရေးညီအမလို့ပဲဆိုပါစို့ ။မဖြစ်လို့လဲဆိုတော့အမတို့ကကြောင်းနေဖက်လည်းမဟုတ်ဘူး။တမြုတ်တဲသားတော့ဟုတ်တယ်။တမြုတ်တဲသားရက်ွက်မတူအာတက်ခဲ့တဲ့ကြောင်းလည်းမတူ။တော်လရေးလောက်တဲ့အထဲမှာတောင်မှအမတို့ကဒီဖက် grenade ကိုရောက်ပြီးမှအဲအမတို့တီးကြတာပေါ့နော်။တီးတယ်ဆိုအပြင်မှာမြင်ဖူးပြီးတော့စကားပြောပြီးတော့အဲလိုမျိုးအဆက်အသွယ်ရှိတာမျိုးလောက်ပေါ့နော်။အခုဒီစိန်ဖွင့်ပြီးမှအမနဲ့ပူရင်းနှီးသွားတဲ့အနေအထားတစ်ခုပေါ့။ ူနေတဲ့ကောင်မအိမ်ပေါ်ခေါ်တင်ထားလို့ငါတို့လက်မြစကားများတာဆိုတော့ဟာမျိုးကိုကြားသွားလို့အဲနဲ့အမကကရုတ်ကျင်တဲ့ကိုဆင်းပြီးတော့ကရုတ်ကျင်အပေါဝါနာနေပါတော့ငုံပြီးတော့အမကလမ်းမေးလိုက်တာဘာဖြစ်လို့ဆရာတို့ရန်ဖြစ်နေကြစကားများနေကြတာလဲလို့အဲ့လိုမေးလိုက်တာဒါပေမဲ့အဲ့လိုမျိုးမေးလိုက်တဲ့အချိန်ရဲ့အမကရုတ်ကျင်အောင်ငုံပြီးကြီးတဲ့အချိန်ရဲ့အဲမေးလိုက်တဲ့အချိန်ရဲ့အမမြင်လိုက်တဲ့မြင်ကွင်းက तू ကကြားကန်ကန်ပြီးသူ့မိမကိုလဲဝင်းညစ်ထားတာသူ့မိမကနှခန်းနေတောင်ပြာနေပြီ မျက်လုံးလေးအရင်ပြူးပြီးတော့ဘောနောနှခမ်းလည်းပြနေပြီးတဲ့အထိတ်အမမြင်လိုက်တယ်ပေါ့ဒါပေမဲ့သူတို့လည်းများချစ်ပြတယ်ဆိုတော့ဟိုစိတ်မှာတော့မြင်ဖူးတယ်ပေါ့နော်ဒီလိုမျိုးရံဖြစ်တဲ့စကားများတယ်ဆိုတော့လေခဏခဏကြားတော့ကြားဖူးပဲကြားဖူးတယ်ဆိုတော့ကလေးတွေပြန်ပြောတဲ့စကားရပေါ့နော်ကြားဖူးတယ်ဆိုပေမဲ့ဒီလိုမျိုးကိုတီလေးရောက်ကျူးလို့နဲ့ဟာမျိုးကတော့ဒါအကူကအမကမျက်မြင်ကိုတွေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကိုအဲသူလက်ကြောင်ရင်ကြောင်တော့မှာပေါ့နော်ရုတ်တရက်ဆိုတော့အာနဲ့ ဖယ်ပေါ့ထွက်သွားငါအိန္ဒိယထွက်သွားနေလို့ကောင်းမဒီမှာပေးမနေဘူးပေါ့နော်အခုညရွှေရှင်ထွက်သွားပေးအောက်တန်းစားမှာနင်းချောင်းမငါတို့လင်မယားရန်ဖြစ်တာနင်းချွန်တွန်းလုံးလို့ငါတို့ရန်ဖြစ်တာဆိုပြီးတော့သူအမအိုအော်ဆဲရင်းနေမှာပြောတာပေါ့အဲဆိုတော့အမလည်းကရုတ်ချင်းပေါ့တက်ပြီးတော့ကရုတ်ချင်းရဲ့လမ်းဘေးလွတ်တဲ့နေရာအထိကိုအမဖယ်ပေးလိုက်ပါတယ်အဲအချိန်မှာသူကဘယ်ဖက်လက်နေ M4 ပြောင်းရှင်နဲ့လက်ကင်တက်လာတယ်ပြီးတော့ညာဖက်လက်မှာ Pistol တက်လက်ပါတယ်ဗောနော်အဲ့လိုဂိမ်းတက်လာတယ်ဗဇက်ကလည်းအဲ့လိုမျိုးအော်ထက်ထဆဲတာဗောနော်အမအကြောင်းပဲရင်ဖြစ်တယ်ဒါပဲသူထက်ခါထက်ခါပြောတယ်ဗောအဲ့လိုပြောပြီးတော့အမကတော့စဉ်းစားတော့ဗောငါဘာငါဘာအမလုံးမိလဲငါဘာပြောလဲလို့လေကိုကကျုံနေတယ်လူလေသူ့ယုံကိစ္စဆိုလဲတကယ်နဲ့အမနဲ့မမဆိုင်တာဒါပေမဲ့အမကလောက်ကူပေးတယ်လက်တစ်ဖက်ကောင်းတယ်လေနော်ကောင်းတဲ့စိန်လောက်ကူတယ်ဝေးကြီးဆိုလဲဘလောက်လို့အမလောက်ပေးတဲ့ဟာတွေရှိတယ်ကိုကြီးပေးတဲ့ဟာတွေရှိတယ်ဆိုတော့ အကိုအဲ့လိုမျိုးစဉ်းစားနေတဲ့အချိန်မှာကိုသူကသူတနတ်တွေကိုပြစ်ချပြီးတော့အမအကိုလဲပဲညစ်ပြီးနှောင်တဲကိုရိတ်ထည့်ပြတာပေါ့နော်ဆိုတော့အငိမ့်မိသွားတယ်လို့ပဲပြီးရင်သူရဲ့လက်တစ်ဖက်ကလွတ်ထည့်လိုက်တဲ့အချိန်ကအမရဲ့ဒီမှာအမခွဲထားတာအဲ့ဒီခွဲထားတဲ့ဒီပခုံးရိုးကိုရိတ်မိသွားတယ်ပေါ့နော်ဆိုတော့အဲဒီအနာတအားအောင်းသွားတယ်ပခုံးတအားနာသွားတယ်ပြီးတော့ပလက်လက်လဲမလို့လည်းဖြစ်သွားတယ်ပေါ့ဒါမဲ့နောက်မှာ ဒီဒီဆိုင်ရဲ့နံရံရှိနေတော့အမကမလဲလိုက်တကယ်လို့သာအမအဲ့ဒီနေရာမှာလဲသွားရင်အမထက်ကျိုးမှာဆိုတော့ဟိုမတက်ကောက်ကောင်းပြန်ရက်တယ်ပေါ့ပြီးတော့အနာကိုဖိထားတယ်တအားနာွားတယ်ဒီအယိုးရလေးဘာလို့ဆိုတော့ဒီမှာလည်းခွဲထားတာအခုမှတပတ်ပဲရှိသေးရလေးစေုံစင်းထားတာအဲ့ဆိုတော့ဒီအနာဖိထားရင်ငါ့ကိုဘာလို့ရိုက်တာလဲပေါ့ငါငါနဲ့ဗာဆိုင်လဲဆိုပြီးတော့အမကအော်လိုက်တာ ဲ့လို order ချိန်မှာ तू ကကောင်းမနေရဘာဖြစ်ရှင်ရလဲဆိုပြီးတော့ तू ကထိုးမလို့ရှေ့ကိုထပ်တိုးလာတာပေါ့နော်အဲ့ချိန်မှာဒီအဲမမ်မီအေးရဲ့တူအရင်အဲ့ဒီကလေးကသူတို့ရံဖြစ်တဲ့ဟာကိုအစဆုံးမြင်တယ်အမကိုစော်ကားတဲ့ဟာကိုလည်းအစဆုံး तू ကမြင်တယ်အဲ့ချိန်မှာအဲအနီတနာအောင်ကိုလှုပ်ရှားမလို့အနီတနာအောင်လည်းမဆိုင်ဘူးဆိုပြီးတော့ तू ကကြားကနေကာကွယ်ပေးလို့အမကထပ်ပြီးအထိုးမခံရတာပေါ့နော်အဲ့ချိန်မှာ तू ကသူထိုးလို့မရတော့သူနောက်ပြန်ဆုတ်တယ်မဇက်ကလည်းအဲ့လိုမျိုးအောက်ထက်တည်းဆဲတယ်ပေါ့နော် အဲ့လိုဆဲပြီးတော့သူတနက်ဘယ်ဖက်လက်နဲ့ iPhone လက်ပြန်ကောက်တယ်ညာဖက်လက်နဲ့ pistol ကိုင်းတယ်အဲ့ဒီ pistol အမမျက်နှာတက်တက်ကိုချိန်ပြီးတော့မှနင်တို့ကိုပြတ်တက်လိုက်လို့ရတယ်ဆိုပြီးတော့အမောက်ချိန်ချောက်သွားတာပေါ့နော်ချင်းပြောရင်အင်အားလည်းမမြောက်ယောက်ျားရှင်းရှင်းလည်းမဟုတ်အမကပြန်လုံနိုင်တဲ့အင်အားလည်းမရှိဘူးကျိုးနေတာလေဆိုတော့သူတို့စီမှာမိခိုးနေတဲ့သူအမကိုအဲ့လောက်ထိညရွေရှင်မောင်းထုတ်တယ်ပေါ့နော်ညရွေရှင်မောင်းထုတ်တယ်အောက်ထက်ဆော်ကားတယ်လက်ထိလက်နဲ့ဆော်ကားတယ်လက်နဲ့နဲ့ချိန်ချောက်တယ်ဒီ ပုံစံမျိုးစုံနဲ့အမကိုဒီခဏလေးအတွင်းမှာစော်ကားသွားတဲ့ဟာကိုအမကထီထီရောက်ရောက်ရေးယူချင်တယ်။နောက်ပြီးတော့ဒီအမျိုးသမီးထုအနေနဲ့နောက်ထပ်နောက်ထပ်ဘယ်မင်းကလေးမှလည်းဒီလိုမျိုးမဖြစ်စေရှင်ထက်လည်းမဖြစ်စေရဘူးဒီလိုလူမျိုးလည်းအမကတင်ကန်းစာပေးချင်တယ်ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီလိုလူမျိုးကိုမှအမတို့အခွင့်အရေးပေးအမတို့ခံရတဲ့ဟာကိုတီးခံလိုက်ရင်သူတို့အခွင့်အရေးထပ်ပေးတာနဲ့အတူတူပဲဖြစ်မှာပဲအဲ့တော့တခါပြောရင်တခါချက်ဖို့တော့ကောင်းပါတယ်ဘာဖြစ်လို့ဆိုကိုယ်လည်း ကိုသိခါနဲ့ကိုရှိတယ်ကိုအနေထားတစ်ခုနဲ့ကိုရက်တည်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ကိုကိုကိုလည်းကာကွယ်ရမယ်ကိုသိခါအောင်လည်းကိုကာကွယ်ရမယ်ပြီးတော့အမတို့မွေးထားတာသမီးမိန်းကလေးဖြစ်တယ်အမတန်တဲ့ကြောင့်မှလည်းမိန်းကလေးတွေအများစုကိုအမကဥဆောင်ပြီးတန်တဲ့ပေးနေတာဖြစ်တဲ့အတွက်ဒီမိန်းကလေးအများစုမှအမတို့လူမျိုးတစ်ယောက်ယောက်ကကျူးလွန်ခံရတယ်ဆရာမကျမတို့ချိန်ချောက်ခံရပါတယ်ကျမအဖေမျိုးပြန်မပြောရဲလို့ဆရာမကိုယင်ဖွင့်တာပါလို့ပြောရင်ကျမကဒီအမှုကို မြို့တိတ်ထားခဲ့တဲ့မိမတယောက်သာဖြစ်ခဲ့မယ်ဆိုရင်ကျမဥဆောင်တဲ့သူမဖြစ်ထိုက်တော့ဘူးအရင်ရှင်းမရှိတဲ့လူတယောက်ဖြစ်သွားမှာပဲအဲ့တော့ကျမတို့လိုချင်တာဒီမိုကရေစီလမ်းကြောင်းသွားနေတာဖြစ်တဲ့အတွက်ဒီလိုလူမျိုးတွေအတွက်အမှန်တရားတည်းကျမရှေ့ဆက်သွားမယ်လို့ဆုံးဖြတ်ထားတယ်ပေါ့နော်အဲ့တော့ဒီသွားမယ်လမ်းကြောင်းမှာလည်းအဆုံးအထိကိုဆက်လျှောက်ဖို့ရှိတယ်ပြီးရင်ညှိနှိုင်းတာတွေမလိုအဆုံးအထိပဲသွားမယ်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးနိုင်ဖို့အတွက်ရှေ့ဆက်သွားမယ်လို့ပေါ့အမကတော့အဲ့လောက်ပဲပြောချင်တယ်ပေါ့နော်